ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်ကတော့ချန်ပီယံစ်လိဝင်ခွင့်တွေဘာတွေမရရှိပြီမဲ့လို့လက်ရှိပရီးမီးယားလိရဲ့အကောင်ဆုံးကစားသမားတွေကတယောက်ကိုအရခေါ်နိုင်ခဲ့ပြီပေါ့လေလို့ဆိုတော့လက်ရှိဦးပန်းအတန်အသင်းရဲ့ဘရာဇီးထိပ်တန်းကစားသမားတယောက်ဖြစ်တဲ့မက်သီးယပ်စ်ကွန်ညာကိုမန်ချက်စတာယူနိုက်တက်ကအပြီးသက်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ကွန်ညာဟာမန်ချက်စတာယူနိုက်တက်ကို ပေါင်62.5သန်းနဲ့ပေါ့နော်ကျွန်တော်တို့ ပြောင်းရွှေ့လာမှာဖြစ်ပြီးတော့ United ရဲ့ဘက်ကတော့ဒီယော်ဂျီကိုပေးချေခဲ့ရတာဖြစ်တယ်။ဆိုတော့ Manchester United ကဒီယော်ဂျီကိုဝူဘန်ဟန်တန်အသင်းထံ၃ချိန်တိတိခွဲပြီးတော့ပေးရမယ်။ဆိုတော့ကွန်ညာဟာ Manchester United နဲ့ပေါ့နော်ကျွန်တော်တို့က၅နှစ်စာချုပ်အပြင်တစ်နှစ်တက်တန်းတူခွင့်နဲ့ပါခေါ်ယူနိုင်ခဲ့ခြင်းဖြစ်တယ်။ကစားမဖြစ်သူနဲ့ပို့ကိုရေးဆိုင်ရာသဘောတူညီမှုတွေမှာလည်းအဲ့ဒါလိုယူနိုင်ခဲ့တာ။ ဆိုတော့ကွန်ညာဟာလက်ရှိနိုင်ငံပွဲစဉ်တွေနားနေတဲ့အတွက်သူဘရာဇီးကိုသွားပါမယ်။အဲ့ဒီကိစ္စတွေပြီးလို့ပြန်လာတာနဲ့ဗီဇာကိစ္စတွေအပါအဝင်အသင်းနဲ့မှတ်ပုံတင်ကိစ္စတွေလုပ်ငန်းတွေအကုန် အပြီးစီမှာဖြစ်တယ်ပေါ့နော်။ဆိုတော့လက်ရှိမှာမတ်တီးယပ်စ်ကွန်ညာသည်ဒီနွေရာသီမှာတောက်လျှောက်သတင်းတွေထွက်နေခဲ့တဲ့အတိုင်းမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ United အနေနဲ့ဒီအပြောင်းအရွှေ့အပြီးမှာတခြားအပြောင်းအရွှေ့တွေကိုထပ်ပြီးတော့လှုပ်ဆောင်ဖို့ကြိုးပမ်းနေတာလည်း ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကွန်ညာမန်ချက်စတာယူနိုက်တက်ကစားမှဖြစ်လာပြီပေါ့လေဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဆိုတော့ကွန်ညာအတွက်ဘယ်လိုပြောမလဲဒီမန်ချက်စတာယူနိုက်တက်ကို ပြောင်းလာတယ်ဆိုတာကတကယ်တမ်းပြောလို့ရှိရင်တော့ risk ကအင်မတန်များပါတယ်ကျွန်တော်တို့ဒီဟိုကစားမကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်ကိုတော်တော်ကိုနှစ်သက်တာသဘောကျတာเนาะယူရိုပါယူရိုပါဝင်ခွင့်နေချန်ပီယံစ်လိဝင်ခွင့်နေမရရှိပြီမဲ့လို့ကလပ်အသင်းရဲ့ နော်ဩဇာတွေကျွန်တော်ကလပ်အသင်းရဲ့ဘလောက်ကြီးမားတယ်လဲဒီအသင်းဟာဘလောက်ထိကပောက်မှာအကြီးမားဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးနေတဲ့ကလပ်အသင်းတစ်ခုဖြစ်တယ်လဲဘာညာဒိုင်းနဲ့ပတ်သက်ပြီးတော့သူသဘောပေါက်ပြီးတော့ Manchester United ကိုသူပြောင်းလာတယ်တိုးတော်လည်းပဲကျွန်တော်တို့ရှေ့မှာသူကြည့်လိုက်ရင် United ကိုပြောင်းလာတဲ့ကစားသမားတိုင်း Imminent ရုံးကန်တယ်ဒါအပြင်ကလပ်အသင်းကလည်းဟိုဘယ်လိုသူများအသင်းတွေလိုမျိုးရှေ့ဆက်တိုးတက်နေတဲ့လက္ခဏာတွေပြထားတဲ့အသင်းမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့အဲ့လိုအနေအမျိုးကိုပြောင်းလာတော့ လက်ရှိပရီးမီးယားလေးရဲ့အကောင်အထည်ကစားသမားတွေကတယောက်အနေနဲ့တော်တော်လေးကို risk များပါတယ်။သူများအသင်းတွေသူများကစားသမားတွေကအာချန်ပီယံစ်လိဝင်ခွင့်ရမှာဖြစ်မယ်ဟိဆိုတဲ့အသင်းတွေကိုမဖြစ်မနေပြောင်းနေကြတဲ့ချိန်ဖလားတွေအတီးတီးယူနိုက်နေတဲ့အသင်းတွေကိုပဲအာယုံဆက်ပြီးတော့ပြောင်းနေကြတဲ့ချိန်မှာသူကိုယ်တိုင်ကဒီယူစချက်နဲ့ယူနိုက်တက်ကိုသူပြောင်းလာတာဒါကျွန်တော်တို့ပြည်သက်ဒီဘက်ကတွေးကြည့်ရင်တော့ဒါကောင်းတဲ့အရာပေါ့လေဒါပေမဲ့ကစားသမားဘက်ကကျွန်တော်တွေးကြည့်ရင်တော့တော်တော်ကို risk များပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရာသီအဆင့်ဆက်9နဲ့ရာသီတိန်းခဲ့တယ် နော်ယာဒီသိမ်းခဲ့တဲ့ဘာချန်ပီယံစ်လိဘာဥရောပဝင်ခွင့်မှန်လည်းကျွန်တော်မရဘူး။ဒါမဲ့ယာဒီမှာလည်းပရီးမီးယားလိလောက်ပဲကျွန်တော်ကံဖို့ရှိတဲ့တပတ်မှတပွဲတို့ဘာလို့ပေါ့။ဆိုတော့အဲ့ဒီအတွက်ကျွန်တော်ပြန်တွေးကြည့်ရရင်တော့ injury ပြဿနာခင်ခင်နဲ့အသင်းကတော့တကားကစားမတွေအကုန်လုံးအဆင်ပြေနိုင်မယ်ပေါ့လေသို့တော်လည်းပဲတကယ်လက်ရှိခေတ်မှာကတော့ကစားမကောင်းတွေဟာပြိုင်ပွဲကြီးတွေကိုကစားကြင်ညာတာကြီးပဲရဲ့ဒါကြောင့်ကွန်ညာအတွက်က risk များတယ်လို့ကျွန်တော်ပြောတာဒါအပြင်ကိုအသင်းရဲ့လက်ရှိအခြေအနေက ပဝန်းကျင်ကောင်းတွေဖန်တီးထားနိုင်တဲ့အခြေအနေမှာရှိမနေသေးဘူး။ဒါအပြင်အခြေအနေတွေအရကလည်းငါတို့တင်းကလာမယ့်ရာသီမှာတိုးတက်လာပါမလား။နောက်ငါတို့တင်းရဲ့ကစားဟန်ကရောတိုးတက်လာမယ့်အခြေအနေမျိုးဖြစ်ပါမလား။ကျွန်တော်ကောင်းကောင်းသဘောမပေါက်ထားဘူး။ဆိုတော့ဒါဟာ risk များတယ်လို့ကျွန်တော်ပြောတာ။ဆိုတော့တခုတော့ရှိတာပေါ့လေကျွန်တော်ကွန်ညာနဲ့တင်ပြီးသွားမှာတော့မဟုတ်ဘူးပေါ့ဗျာ။ရှိမှာ Manchester United ကနေပြီးတော့ဆက်ပြီးတော့ခေါ်မယ့်ကစားသမားတွေကကျွန်တော်ရှိသေးတယ်။နော်အခုလည်းပဲကျွန်တော်တောက်ချောက်တင်းနေကျွန်တော်ထွက်နေတယ်။ဒါပေမဲ့လို့ပေါ့နော်။ United အနေနဲ့ကျွန်တော်တွေးကြည့်ရင်ကွန်ညာရောက်လာတာဒီအများကြီးသတင်းကောင်းပါဒါပေမဲ့ကွန်ညာရောက်လာလို့အသင်းရဲ့ပြဿနာတွေအကုန်ပြေလည်သွားမှာတော့မဟုတ်ဘူးเนาะပြေလည်သွားမှာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ Matthias ကွန်ညာရောက်လာတယ်ဆိုတော့ထားပါတော့ဗျာဂါနာချိုတို့တယောက်ချင်းတယောက်၃ချိန်တွေ့လို့နော်၃ချိန်စလုံးမကိုဘူးဆိုရင်ကွန်ညာနဲ့ကြရင်၃ချိန်တွင်း2ဂိုးလောက်ဂိုးဝင်ဂိုးမှာပဲအဲ့တော့တိုက်စစ်မှာကျွန်တော်တို့အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ရာသီကထပ်ပါတော့ဂိုး20လောက်ပဲရခဲ့တယ်ဆိုရင် ကိုညာရောက်လာတဲ့အခါမှာဂိုး30လောက်ဖြစ်ရင်လည်းဖြစ်သွားမှာဂိုး40လောက်လည်းဖြစ်ရင်ဖြစ်သွားမှာပဲဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကြုံနေရတဲ့ပြဿနာတွေအကုန်လုံးကိုကိုညာတယောက်ထဲနဲ့ဖြေရှင်းနိုင်မှာမဟုတ်ဘူးကိုညာရောက်လာတာနဲ့ဒီအတင်းကြီးကဝုံတိုင်းခွန်းဆိုချက်ချင်းလိုက်ငင်ကောက်ပြီးကောင်းသွားမှာမျိုးကျွန်တော်မဟုတ်ဘူးအတင်းမှာဂိုးသမားပြဿနာကကြီးကြီးမားမားကျွန်တော်ရှိနေတယ်အတင်းရဲ့ဂိုးသမားပြဿနာကိုကျွန်တော်ကောင်းကောင်းဖြေရှင်းနိုင်ဖို့ကျွန်တော်လိုတယ်ဂိုးသမားကအပြောင်းလဲကျွန်တော်လုတ်ကိုလုတ်မှရမယ်အဲ့ဒါအခုချိန်ထိတင်းမထွက်သေးဘူး နောက်တန်းนี่ကျွန်တော်တို့ကပြောင်းလဲမှကျွန်တော်တို့ရမယ်နောက်တန်းนี่ကပြောင်းလဲရမယ်ဆိုတာတဲ့ injury ကင်းဖို့လိုတာပေါ့နောက်တန်းမှာတော့ login နဲ့ကစားမတချို့လိုအပ်တဲ့နေရာတချို့ရှိတယ်သူတို့လည်းပဲအပြောင်းလဲကအပြင်းထန်လုံးပဲအခြေအနေမျိုးမှာမရှိဘူးဒါပေမဲ့လို့ကွင်းလယ်မှာကျတော့ကွင်းလယ်မှာကျွန်တော်တို့ကအမှန်ကန်ပြောင်းလဲမှရမယ် Casemiro တို့နဲ့အဆင်မပြေတော့ဘူး Everton တို့ထွက်သွားပြီเนาะလူငယ်လေးတွေနဲ့ကျွန်တော် ready မဖြစ်သေးဘူး menu ကပုံမှန် performance မပြနိုင်တော့ဘူး Amorian လက်အောက်မှာ system ကြီးပြောင်းအပြီးမှာ ဒါမျိုးတွေဖြစ်လာပြီးဥကာဒီကလည်းအချီနီမကောင်းဘူးဆိုတော့အချီနီကအဆင်ပြေမနေဘူး United ဒီကွင်းလယ်မှာမဖြစ်မနေကျွန်တော်တို့ကကစားမနောက်ထပ်2ရောက်လောက်ကခေါ်ကူခေါ်မရမှာဒါဒါမှတော်ကကြမှာနော်အရင်ကောင်းလာမှာမဟုတ်ဒါမှတော်ကကြမှာနောက်ထပ်2ရောက်လောက်ကိုကွင်းလယ်ကအစားထိုးနိုင်မှာဆိုတိုက်စစ်မှုစစ်စစ်လဲကျွန်တော်တို့ကခေါ်အောင်မှာဒါကြောင့်ဘယ်လိုပြောမလဲ United မှာကွန်ညာရောက်လာပြီဆိုတာနဲ့ကွန်ညာရောက်လာတော့တိုက်စစ်မှာအနေငယ်ပြည်တနာတွေဖြစ်ရှိမိတာဖြစ်သွားမယ်ဒါပေမဲ့လို့ခန်စစ်က ျွန်တို့အနေနဲ့ပေါ့နော်ဘလို့မှအဆင်မပြေဘူးအမြင်ပေါ်တွေဘာတွေကျွန်တော်တို့မလုနိုင်တဲ့ပြဿနာတွေဂိုးသမားကဂိုးမဖမ်းနိုင်တဲ့ပြဿနာတွေကွင်းလေကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုပြိုင်ဘက်ကိုထိန်းချုပ်မှုရှိရှိမကစားနိုင်တဲ့ပြဿနာတွေတိုက်စစ်မှုနေရာတွေမှာတိုက်စစ်မှုကကောင်းကောင်းအံဝန်ခွင့်ကြဖြစ်အောင်မကစားနိုင်တာတွေဘလို့မထိန်းနိုင်တာတွေဒါတွေဟာပြည်လေသွားမှာမဟုတ်ဘူးကွန်ညာရောက်လာရင်လက်ရှိခန္ဓာချိုးနဲ့ပတ်သက်လို့ကြုံနေရတဲ့ပြဿနာတွေပြည်လေသွားမှာပဲကျွန်တော်ရှိမှာ ဟုတ်တယ်မလားဒါကြောင့်မလို့ Matthias Cunha ကို Manchester United တရားဝင်ခေါ်နိုင်ခဲ့တာကအပြောင်းလဲဒီအနေငယ်တွေကတခုပေါ့လေဒါပေမဲ့ Cunha ရောက်လာလို့အရာအားလုံးတော့ကောင်းသွားမှာတော့မဟုတ်ဘူးသူတော့တိုက်စစ်မှာတော့အများကြီးပြောင်းလဲသွားပါလိမ့်မယ်အာ Manchester United တဲ့တကယ်ကောင်းတဲ့ကံလန်မှုပါကစားမားဖြစ်သူကရှေ့ကစားမားတွေလိုတိုင်ပတ်တာမျိုးမဟုတ်ဘဲနဲ့အံဝင်ခွင့်ကြားဖြစ်ပြီးတော့ဗောနော်အချီနီကောင်းမှုပဲကျွန်တော်ညှို့လင်းရမှာဒီညမှာ Premier League ကကစားမားကိုခေါ်တာဖြစ်တဲ့အတွက် Premier League မှာအံဝင်ခွင့်ကြားဖြစ်ပြီးသား ဝမ်းသာစရာပေါ့လေတခြားလိကကစားမားတွေကိုခေါ်နေဆိုရင်အာပရီးမီးယားလိကပရီးမီးယားလိနဲ့အံဝင်ခွင့်ကြဖြစ်ပါအောင်မလားဆိုတဲ့စိတ်ဝင်စိတ်တွေကကျွန်တော်ရှိနေရသေးတာဆိုတော့အခုတော့ကွန်ညာကိုမန်ချက်စတာနဲ့တင်တရားဝင်ခေါ်နိုင်သွားပါပြီဆိုတော့ညီကရိုနေနေရောကွန်ညာအနေနဲ့မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကိုမှန်ကန်ကူညီနိုင်လိမ့်မယ်လို့ညီကရိုထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်